ျင်းမုံတင်းဆောင်မှာဒီနေ့လေးတပုံးနဲ့ပတ်သက်လို့ကျွန်မတင်လဲမျှဝေပေးချင်ပါတယ်။အဲ့ဒါပါလဲဆိုတော့2025ခုနှစ်မိုးရသည်သစ်ပင်ဆိုင်ပွဲတော်မှာလက်ရှိကျွန်မတို့နိုင်ငံအကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ်ကနေပြီးတော့မိန့်ခွန်းပြောသွားရဲပေါ့နော်။အဲ့ဒီမှာပြီးခဲ့တဲ့2025တုန်းကဆိုလို့ရှိရင်လည်းကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံ area ရဲ့40နှစ်တသမာ9နှစ်ရာခိုင်နှုန်းထိတက်တော်ခွန်းလွှမ်းမှုရှိတယ်တဲ့။တက်တော် area ရှိတယ်ပေါ့နော်။ အခု95စစ်တပ်မှာကြတော့နိုင်ငံ AD ရာရဲ့42တသမာ15ရာခိုင်နှုန်းပဲရှိတယ်။ဒါကြောင့်မလို့အနေငယ်ရောကြတော့တာတွေ့ရတယ်တဲ့။ဒါပေမဲ့နာဆာကအစိုးရအိမ်ဆောင်အစိုးရတာဝန်ယူပြီးနောက်ပိုင်းမှာနော်တစ်ပင်နေဆိုင်ပြိုးတွေအခုလက်ရှိဝေးရတည်တဲ့ဆိုင်ပွဲတော်မျိုးပေါ့နော်။တစ်ပင်နေဆိုင်ပြိုးကလို့တတော်တွေကိုလည်းစနစ်ကြကြပြုတ်ပြင်ထိမ့်သိမ့်တဲ့အတွက်ပြုတ်ပြင်ထိမ့်သိမ့်ပြီးတော့နော်အလေထားကြက်မဲ့ဆောင်ရက်တဲ့အတွက်ညှက်လိုက်မှာတတော်ပြုံးနှီးမှု တိတိတာတာရုပ်နဲ့ကြာဆင်းလာတာတွေ့ရပါတယ်ဆိုပြီးတော့ကျွန်တော်နိုင်ငံရဲ့အကြီးအကဲပြောသွားတယ်။အဲ့ဒီ16ရက်နေ့မှာပဲနော် Global Forest Work နိုင်ငံတကာမှာတရော်ပြောင်းလဲမှုတွေကိုလိလာဆောင်ကြည့်နေတဲ့အဖွဲ့ရဲ့အစည်းအခမ်းလာကြတော့ဘာထွက်လာလဲလို့မေးလို့ရှိတယ်။ကျမတို့မြန်မာနိုင်ငံမှာတဲ့2020ကနေ2025အခုလက်ရှိနှစ်ထိပေါ့နော်2020ဆိုလို့ရှိရင်ဒါຫນွေဥတော်လန်ရေးပါညာဆိုပြီးတို့လက်နက်ကင် ပုံကံမှုအားကောင်းလာတဲ့နှစ်ပေါ့နော်။အာ2021မှာဆိုသူတို့အစဆိုတော့တိတ်ပြီးတော့အားမကောင်းသေးဘူး။2022မှာဆိုရင်တော်တော်အားကောင်းလာပြီးတော့အနေထားပေါ့နော်။အာအဲ့ဒီမှာ2022ကနေ2025ခုနှစ်တော်မှာမြန်မာနိုင်ငံမှာတတော်ပြုံးတီးဧကပေါင်းနှစ်သန်းထိရှိတယ်။ဖေဖေဖေ။တတော်ဧကနှစ်ပေါင်းမဟုတ်ပါဘူး။နှစ်ပိမကဘူး။ဧကနှစ်သန်းထိရှိတယ်။ ပြည်ခဲ့တဲ့2024တနှစ်ထဲမှာတင်မြန်မာနိုင်ငံမှာတက်တော်ပြုံးတီးမှုတက်တော်ဧကပေါင်း9,000တန်းတောင်တိရှိတယ်။ဒါသက်ကုန်များရဲ့ပမာဏ။အရှိကျွန်တော်နိုင်ငံရဲ့အကြီးကဲကြတော့တက်တော်ပြုံးတီးမှုတွေကိုဟိုနှစ်လိုက်မှာနော်ဆခါဆိုတာတောင်ဝင်ယူခွင့်နောက်ပိုင်းမှာတက်တော်တွေတစ်ပင်နေဆိုင်ပြုတ်သလိုတက်တော်တွေကိုစနစ်တကျပြုတ်ပင်ထိန်းသိမ်းနေတဲ့အတွက်တက်တော်ပြုံးမှုရောနေလာတယ်ပြောတယ်။ဒါပေမဲ့နိုင်ငံတကာလေးလာဆောင်ကြည့်နေတဲ့ဒီ Global Forest World ကြတော့ 2024တနှစ်ထဲမှာဒီတော်အေကပေါင်း9သိန်း1000တောင်းတော့ပြောင်းသေးသွားတယ်ဆိုတော့ဒါတော်တော်ကြီးကိုများတဲ့ပမာဏဖြစ်နေတယ်ဒီပေါ်မှာတုံးတက်မယ်ဆိုရင်အချိန်ရင်းလေးရဲ့တွေ့ရတယ်ဥပမာအဖြစ်ဒါဆကအစိုးရအပြီးဝထိန်းချုပ်နိုင်တဲ့ဥပဒေစိုးမိုးတဲ့နေရာတွေဥပမာတိကျအားမဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ကြီးတာယာကိုကြိုးဝိုင်းလို့မျိုးပေါ့နော် တိုက်ကြီးဆိုရန်ကုန်တိုင်းတာယာပလီဆိုကျွန်တော်တို့ပဲပို့တာပကိုးလိုလိုရန်ကုန်လိုမျိုးကိုနာဆာကအရှိုးရအာနာဆက်အပြည့်ဝထိချုံနိုင်တဲ့နေရာတွေမှာတတော်ပြုံးတိမှုတွေယောနေလာပြီမြေအီအိုမီခန်တိုင်းသားခွင့်ရအတွက်လက်နက်ကင်ပုံကန်နေပါတယ်ဆိုရဲတိုင်းသားနေမီလက်နက်ကင်ပုံကန်မှုနေမီအခုလက်ရှိမြို့တော်လန်ရေးပါဆိုပြီးတော့ပုံကန်ထားကြနေတဲ့စကိုင်းမကွေးလိုမျိုးစူပူအောင်ကြွနေတဲ့နေမီတွေမှာဆိုရင်တတော်ပြုံးတိမှုဟာ တနေ့ထဲမှာကို A ကခွန်းပိုင်းကျော်ရှိတယ်ဆိုတော့တွေ့ရတယ်ခြေထောက်မှာမှာဆိုလို့ရှိရင်လေ EA ကိုအမေရိကန်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့အမေရိကန်ပြီးတော့နိုင်ငံတော်တရားစာရတဲ့ထောက်ယူရောင်းချနေတဲ့အဖွဲ့တွေကနေပြီးတော့နော်ရှမ်းမြောက်မှာဆိုလို့ရှိရင်တက်ကားကြီးကားငယ်နဲ့တရုတ်ကိုမှောက်ခိုတင်းသိပြီးရောင်းချနေကြတယ်။နော်သခိုင်းလိုမကွေးတို့မှာဆိုလို့ရှိရင်လည်းပဲ PDF အမေရိကန်တော်လိုင်းအမေရိကန်ချဖတ်သမားတွေကလက်နက်ကိုင်နိုင်ငံတော်ရဲ့တတော်တွေကိုရောင်းချနေတဲ့အတွက် လက်ရှိမှာနိုင်ငံဧရိယာရဲ့တတော်ပြုံးတီးမှုဟာเนาะဒီ global forest ware ထုတ်ပြန်ချက်မှာဆိုလို့ရှိရင်2022ကနေ2025ဒီ3နှစ်တာကာလအတွင်းမှာအေကာပေါင်း2တန်းဆိုတာတိတ်ကုန်များရဲ့ပမာဏတိတ်ကိုကြောက်ဖို့ကောင်းတဲ့ပမာဏဒီကရရဝင်ဝင်ဘယ်လိုစီးဆင်းသွားလဲဥပမာအားဖြင့်မြေလက်အပံလိုကြီးဆက်မီဒီယာကိုတန်းကရေးတယ်မဟာမြိုင်တော်တွေကတတော်တွေမှာရှိတဲ့နှစ်ချို့တစ်ပင်တွေကို ပတ်သုံးလုံးနေရောက်ချနေလို့မဟာမြိုင်တော်ကြီးထဲမှာနှစ်ချိုးတက်ပင်နေပြုံးတိတလောက်ရှိနေပြီဆိုပြီးတော့နော်ညီလေးအတန်လို့ပြည်တမီယာကိုယ်တိုင်ကဝန်ခံရေးသားထားတာရှိတယ်လို့နော်ဒုတိယဖြင့်ဒီအလောင်းတော်ကသပပေါ့မြို့သားပြင်းမဲ့ဦးရှင်မှာရှိတဲ့တတော်တွေဆိုလို့ရှိရင်လည်းပတ်သုံးလုံးနေ MUGMOD လောက်အောက်ကလူတွေကထုတ်ယူရောက်ချနေတယ်ဆိုတာကိုဘုန်းနာကားလို့ PDF ဖွဲ့ကိုယ်တိုင်ကတက်တိတ်ထောက်ထားနေနဲ့ထုတ်ပြချပြထားတာရှိတယ် ဒါဆိုရင်အဲ့ဒီမှာဧကပေါင်းနှစ်တန်းတတော်ဧကနှစ်တန်းရောင်းချတဲ့ဝင်ငွေတွေကကျမတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးချနေသလားကျမတို့တိုင်းပြည်မှာရှိရတိုင်းရင်းသားဆိုလို့ရှိရင်လည်းတိုင်းရင်းသားကလေးငယ်တွေရဲ့ပညာရေးအတွက်ကျန်းမာရေးအတွက်လမ်းဘတ်ဆော့ပေါ်ရေးအတွက်စီးပွားရေးတွေကျမတို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာသုံးချနေသလားဘုမိုနိုင်ငံတော်ပြည့်စည်ဖို့အတွက်နိုင်ငံတော်ကိုအလုံးစုံပြတ်တုံးရေးအတွက်အသုံးချနေသလားဆိုတာခင်ဗျားတို့စဉ်းစားဆင့်ချိန် ချင်းစားစစ်ချိန်နိုင်ဖို့အတွက်ကျမကတုံးသက်တင်ပြရကြဖြစ်ပါတယ်။နောက်တစ်တည်းတစ်ခုကတော့နော်ဟာဒီပြည်ပဒုက္ခတဲ့အဖွဲ့ပေါ့နိုင်ငံတကာမှာဒုက္ခတဲ့ပြည်ခံယူထားတဲ့ CRP ကနေပြီးတော့နိုင်ငံဝင်တဲ့ဥပဒေဆိုပြီးတော့ CDM မလုပ်တဲ့ NCDU ကိုရေးယူဖို့သူတို့ပြောတယ် အဆရေက CTM လုပ်တဲ့ဝန်ထမ်းတွေကိုလေးမျိုးစုံရန်ရှာတယ်ပြဿနာရှာတယ်တက်ပြက်နေတဲ့ဂျားတဲ့ကနေပြီးတော့အခုလိုမျိုးဥပဒေကြီးထုတ်ပြီးတော့ CTM လုပ်တဲ့ဝန်ထမ်းတွေကိုအပြစ်ပေးရေးယူမယ်တရားစွဲထောင်ချမယ်ဆိုတဲ့အတွက်ပို့ပြီးတော့မီးလောင်ရလေးပင်ဖြစ်သွားတယ်ဒါကြောင့်မလို့ဆရာပိကငါနဲ့မတူငါရန်သူစနစ်ကိုကြံ့သုံးနေခြင်းတွေဒီမိုကရေစီမဟုတ်ဘဲနဲ့เนาะစစ်သည်ရွာဝါဒဖြစ်တယ်เนาะယာကုနဲ့ထမန်းနဲ့ အမိသာကွဲတာပြဲတာချင်းကတော့အတူတူပါပဲเนาะယာကုနဲ့ဓမ္မနဲ့အမိသာကွဲတာပြဲတာချင်းအတူတူပါပဲလက်ရှိမှာဆိုလို့ရှိရင်လည်းဆီအာပြေးကဒီမိုကရေစီရဲ့ဒီမိုကရေစီအမိသာခံထားတာသူတို့ရဲ့လောက်ရလောက်ွက်တွေကစစ်ပွေးကြွားဝါဒအစိုးရဝါဒကွန်မြူနတီဝါဒဖြစ်နေတယ်ဆိုတာအရင်ပေါ်နေတယ် တော့လက်ရှိမှာဆိုလို့ရှိရင်လည်းပဲညောင်ဦးပေါ့နော်ပကံညောင်ဦးမှာဆိုလို့ရှိရင်အထက်ထက်ကျောင်းဆရာမကြီးလင်းများနှစ်ကိုကျောင်းဝင်တဲ့ပရှိဝင်ပြီးတော့သူ့တာသမီးရေရှိမှာလာပြီးတက်ဖြတ်သွားတာတည်းရှိတယ်။ဆိုတော့ ရှောက်ဆရာဆရာမတွေစာသင်ရင်တလန်နိုင်ငံတော်ကိုပုံကန်တယ်ဆိုပြီးတက်တယ်။ဆရာဝန်တွေသူနာပြုတွေလူနာတွေကိုဆေးကုတာကိုတလန်ဆိုပြီးတက်ဖြတ်တယ်။ဒီလိုလုံရက်တရကဘာမှရုံညံလုံးတာအောက်တန်းကြပုံဖြစ်တယ်။ဒါကြောင့်မလို့လေအဲ့ဒီဆရာပြေကဥပဒေကိုဘာကတာနော်ဗမာနိုင်ငံဆိုတာចောင်းသားများတမကဘာကတာအဖွဲ့လို့လက်ရှိမှာနောက်နေဆက်တဲ့အခင်းချင်းမှာစီရီယံလုတ်သွားတယ်တက္ကသိုလ်ဆရာများအဖွဲ့လို့နော်အရက်ဖက်အဖွဲ့စီးတွေဘာအဖွဲ့ညာအဖွဲ့ဆိုတဲ့အဖွဲ့ပေါင်းမြောက်များစွာက ဆရာပြေကဒီမိုကရေစီကိုဗန်းပြပြီးတော့စိတ်ကောင်းချစ်ပြီးခွေးသားရောင်းပြီးအာဏာရှင်ဝါဒကျက်သုံးနေတယ်ဆိုတာကိုဝေဖန်ထောက်ပြနေကြတယ်။ဒီလက်ရှိနောက်ဆက်တွဲပြဿနာအကျိုးဆက်တွေကိုလည်းဆရာပြေကရေးယူရမယ်ဆိုပြီးတော့သူတို့တွေပြောဆိုထားကြတယ်။တကယ်ပဲခင်ဗျားတို့ပြောသလို NUG တို့ဆရာပြေတို့ကပြည်သူ့တန်ကိုနားထောင်နေဒီမိုကရေစီစံချိန်ဆိုင်ညုံနေနဲ့ ညှိတယ်ဆိုရင်အခုလိုမျိုးဘာကသာအဖွဲ့လို့ဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့လို့အကုန်လုံးကဝိုင်းဝန်းဝေဖန်ထောက်ပြရတဲ့အတွက်တကယ်ပဲဒီမိုကရေစီစံချိန်စံညုံနေတဲ့ညီတဲ့ CRPH ဆိုရင်အန်ယူဂျီဆိုလို့ရှိရင်သူတို့ထုတ်ပြန်ထားတဲ့เนาะ NaN CDM မလုပ်တဲ့ CDM မလုပ်တဲ့ NaN CDM ဝန်ထမ်းတွေကိုအပြစ်ပေးရယူမယ်ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်။မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်ဆိုင်ငံ့ရမယ်။ အဝေးကိုလည်းမဖြတ်သိမ်းဘူးယာယီအဖျင်လည်းမဆိုင်ငံပဲနဲ့အခုလိုမျိုးထပ်ပြီးတော့ CDM လို့တဲ့ဝန်ထမ်းတွေကိုတတ်ဖြတ်မယ်ဆိုရှင်ခမားတို့အနုကြည် CRPA ကနော်ရှော်တော့လေမိစာတာတော့လေဒိဋ္ဌိအဲ့ဒီဘွားကိုရောက်ပါနေမယ်ကျမတို့စောင့်ကြည့်ပါမယ်အန်ယူဂျီစီအာပီဟာခင်ဗျားတို့တော်တော်ဒီမိုကရေစီစံချိန်စံညုံနေနေဒီဥပဒေကိုဖျက်သိမ်းရမယ်တို့မို့ယာယီဆိုင်ငံ့ရမယ် အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော့တော့လေမိစ္ဆာပါတော့လေဒိဋ္ဌိပဲနောက်ထပ်ကြားသိရတဲ့သတင်းပုဒ်ကရှမ်းမြောက်ကြောက်မဲမြို့နယ်မှာ SSPP ရှမ်းတပုံရဲ့တက်ဆက်ခန်းကိုပလောင်တပုံတည်ရင်လေကအင်အားအလုံးရင်းနဲ့ဝင်တိုက်တဲ့အတွက်ရှမ်းတပုံနဲ့ပလောင်တပုံအချင်းချင်းနယ်မြေလူပြီးတော့နှစ်ဖက်မှာအသေးအသေးတောင်ကြရှုံများပြရဲဆိုတဲ့သတင်းတွေကြားသိရတယ်။ပြီးခဲ့တဲ့15ရက်နေ့ညက SSPP တပုံစခန်းကိုပလောင်တပုံကနေချဲ့နေကြတာ။ ခမတို့တည်ထားကြည့်မယ်ဆိုရင်အဲ့ဒီရှမ်းမြောင်မှာနော်ရှမ်းလက်နက်ကနှစ်ဘွဲဖြစ်တဲ့ SSPB နဲ့ RCS ရှမ်းလူမျိုးတိုးတက်ရေးအတွက်ရှမ်းမြင်နယ်အတွက်ရှမ်းလူမျိုးအခွင့်အရေးအတွက်ဆိုပြီးတော့လက်နက်ကင်ထားတဲ့နှစ်ဘွဲကဝဲနေတဲ့အတွက်ကိုကန်ကြီးရဲ့နေချဲတာလည်းခံရတယ်ကိုကန်ကြီးအနိုင်ကျင့်တာလည်းခံရတယ်ကိုကန်ပလောင်အာကိုကန်တဘုံနေတတ်ထားလဲခံရတယ်ပလောင်တဘုံနေလဲချက်တာလဲခံရတယ်ပလောင်တဘုံနေတတ်ထားလို့လဲခင်ဗျားတို့မျိုးစုံခံနေရတယ် ဒါကြောင့်မို့လို့ခလာတို့အမှန်တကယ်ရှမ်းတိုင်းရင်းသားတွေအတွက်ရှမ်းလူမျိုးတွေအတွက်ရှမ်းအခွင့်အရေးအတွက်ဆိုရင် SFPD RCS နှစ်ဖွဲ့လုံးဟာလက်ရှိ NASA ကစိုးရာနဲ့ပူးပေါင်းသိမ့်နေ NASA ရာစိုးရာနဲ့မပူးပေါင်းသေး၍ခမားတို့ကဘူးလိုမျိုးကိုကန့်တဘုံကခမားတို့လာပြီးတော့ထိပ်ပုတ်ခေါင်းပုတ်လိုက်ခေါင်းပြတ်သွားလိုက်တတ်သွားလိုက်ခမားတို့နေခမားတို့ ဟာဂိတ်စခန်းကြီးခင်ဗျားတို့ပိုင်နေနေသေးတယ်လာကျူးကျော်လိုက်ပလောင်တပုံကခင်ဗျားတို့ကိုခေါင်းဖြတ်တက်လိုက်ခင်ဗျားတို့ကိုလာရောက်ကျူးကျော်လိုက်နေဘုံကြုံဘုံဝါမှာနင်းပြဖြစ်ပါလိမ့်မယ်မိမိဒေတာမိမိလူမျိုးမိတိုင်းတာအမေကိုမှတ်တကယ်လူလာတဲ့ဆိုရင်နာစကဆိုးရတဲ့ခင်ဗျားတို့လက်တွဲဖို့ဘုရားပါတယ်